မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမတရားမြို့နယ်ကအကြမ်းဖက်စစ်ကောင်စီရဲ့အင်ဂျင်မြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကိုမန္တလေး PDF နဲ့ပူးပေါင်းတပ်တွေကသိမ်းပိုက်တဲ့အချိန်လေရင်ပစ်စစ်တပ်နဲ့ဂျီတွေပါရရှိထားပြီးမန္တလေး PDF ကလေ့ကျင့်ပြင်ဆင်ပြီးပြီဖြစ်တယ်လို့စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့အငြင်းဆုံးလက်နက်ချဖို့မန္တလေး PDF ကတတိပေးလိုက်ပါတယ်ဒီတွင်မှာပုဂ္ဂလိကဘဏ်ကရက်တွေရဲ့နောက်ဆက်တွဲအနေနဲ့ ရွှေနဲ့ဒေါ်လာဈေးတွေထိုးတက်လာနေပြီအခောက်ရွှေတစ်ချပ်သားကိုငွေကျပ်58သိန်းခွဲအထိဈေးနှုန်းမြင့်တက်သွားပြီဒေါ်လာဈေးဟာလည်းဒေါ်လာကိုငွေကျပ်4800အထိဈေးနှုန်းထိုးတက်သွားပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့ကတော့မန္တလေးတိုင်းမတရားမြို့နယ်ကအချက်ဖတ်စစ်ကောင်စီရဲ့အင်ဂျင်ပြိုင်လေးကြောင်းရန်ကာကွယ်ရေးတပ်စခန်းကိုမန္တလေး PDF နဲ့ပူးပေါင်းတပ်တွေကတိုက်ပိုက်တဲ့အချိန် လေရင်ပြစ်ဆက်တနက်ကြီးတွေပါရရှိထားပြီမန္တလေး PDF ကလေ့ကျင့်ပြင်ဆင်ပြီးဖြစ်တယ်လို့စေကောင်းစီတပ်ဖွဲ့တွေအနေနဲ့အမြန်ဆုံးလက်နက်ချဖို့မန္တလေး PDF ကတရားဝင်သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်အဲ့ဒီမတရားမျိုးတွေကအချမ်းဖတ်စစ်ကောင်းစီရဲ့အင်ဂျင်မြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်စကန်ကိုမန္တလေး PDF နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်လေရင်ပြစ်ဆက်တနက်အကြီးစားတွေကိုပါတော်လိုင်းတပ်တွေကသိမ်းစီရရှိခဲ့တယ်ဆိုပါတယ်အဲ့ဒီနောက် တင်းစီရရှိခဲ့တဲ့လေရင်ပြစ်ဆက်တနက်အကြီးစားတွေကိုမန္တလေး PDF တပ်ဖွဲ့တွေကလက်ရှိမှာလေ့ကျင့်ပြင်ဆင်ပြီးသွားပြီဖြစ်တယ်လို့လဲမန္တလေး PDF ကတရားဝင်ကိုသတင်းထုတ်ပြန်ထားပါတယ်တစ်ဖက်မှာလည်းအကြံဖတ်စကောင်စီရဲ့လက်ကျန်တက်စကန်တွေကိုအမြန်ဆုံးလက်နက်ချဖို့မန္တလေး PDF ကတိုက်တွန်းထားပြီးလက်နက်မချတဲ့တက်စကန်တွေကိုတော့မန္တလေး PDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကပြင်းပြင်းထန်ထန်တိုက်ခိုက်ချိန်မုံသွားမှာဖြစ်တယ်လို့လဲသတိပေးချက်ထုတ်ပြန်ထားပါတယ်ခင်ဗျတစ်ဖက်မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့နောင်ချိုမြို့ကအကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းအလုံးကို DNL ဥဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်သိမ်းပိုက်မှုတွေအတွင်းလေရင်ပြည့်လက်နက်နှစ်လက်အပါအဝင်လက်နက်မျိုးစုံ600ကျော်နဲ့ခဲရဲအမြောက်အများကိုပါသိမ်းဆည်းရရှိထားတယ်လို့ DNL ကနေတရားဝင်ထုတ်ပြန်လိုက်ပါတယ်။2029စစ်စင်ရဲ့ဒုတိယလှိုင်းစတင်ခဲ့တဲ့အချိန်ကစပြီး DNL တပ်တွေနဲ့အတူမန္တလေး PDF နဲ့ DBL ပူးပေါင်းတပ်တွေဟာနောင်ချိုမြို့ကိုထုတ်စစ်ဆင်တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်စခန်းတွေအားလုံးကိုတက်ခိုက်သိမ်းပိုက်လာနေရကနေဇွန်လ10ရက်နေ့ဖြစ်တဲ့မနေ့ကပဲနောင်ချိုမြို့ကိုအပိသက်သိမ်းပိုက်ရရှိခဲ့တယ်လို့ဆိုထားပါတယ်။အဲဒီလိုနောင်ချိုမြို့ကစစ်ကောင်စီတပ်စခန်းတွေကိုတက်ခိုက်သိမ်းပိုက်မှုတွေအတွေ့မှာပဲလင်းရင်ပြက်လက်နက်နှစ်လက်အပါဝင်လက်နက်မျိုးစုံအလက်ပေါင်း600ကျော်နဲ့ခဲယံအမြောက်မြတ်ကိုပါတစ်တာလိုက်ကိုသိမ်းစီရရှိထားတယ်လို့တရားနယ်ကနေတရားဝင်ထုတ်ပြန်ထားပါတယ်။လက်ရှိမှာတော့2029စစ်စင်ရဲ့ဒုတိယလှိုင်းအတွင်းတရားနယ်နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက ်ပထမဦးဆုံးသိမ့်ပိုက်ရရှိတဲ့မြို့အဖြစ်နောင်ချုံမြို့ကိုအလုံးစုံထိမ့်ချုပ်ထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျဒီတခါသင်းသာရီတိုင်းဘက်မှာလဲပလောမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့အချက်ဖတ်စစ်ကောင်စီတပ်ကိုတော်လရင်တပ်တွေကတိုက်ခိုက်ချေမှုမှုအတွင်းစေကောင်စီဘက်ကဘုံမှုတပ်ထုံးအောင်ဆိုတဲ့သူအပါဝင်စစ်သား၅ဦးသေသွားတဲ့အပြင်နောက်ထပ်စစ်သား၂ဦးကိုပါအရှင်ဖမ်းမိထားပြီးမသားအလောင်းတွေနဲ့လက်နက်ခဲယံတွေနဲ့တင်းစီရရှိထားတယ်လို့တပ်ဖွဲ့တွင်တော်လရင်ရဲဘော်တအူးနဲ့မြင့်မြတ်စွာအသက်ပေးလူတွားရတယ်လို့ ဗိတ်ခရိုင်အမှတ်1တက်ရင်းရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဇူလိုင်လ10ရက်နေ့ဖြစ်တဲ့မနေ့ကပဲတင်းစာရေးတိုင်းပလောမြို့နယ်ကငားမိုင်ဂျေးရွာနီကိုစစ်ကြောင်းထိုးလာတဲ့အကြံဖတ်စစ်ကောင်စီရဲ့ခလာရ215စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကဗိုလ်မှူးတထွန်းအောင်ဆိုတဲ့သူအပါအဝင်စစ်သား5ဦးကပြစ်ခတ်မှုတွေအတွင်းမှာပဲပွဲချင်းပြီးကိုတွေ့ကုန်ကြပြီသူတို့ရဲ့မသားအလောင်းတွေပါရရှိထားတဲ့အပြင် နောက်ထပ်စစ်သားနှစ်ဦးကိုလည်းအရှင်ဖမ်းမိထားရုံတင်မကလက်နက်ခဲယမ်းတွေလည်းတင်းစီရရှိထားသလိုတိုက်ပွဲအတွင်းတော်လိုင်းရဲဘော်တအူးလည်းမြင့်မြတ်စွာအသက်ပေးလူတော်ရတယ်လို့ဘိတ်ခိုင်အမှတ်တက်တရင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါလိမ့်ခင်ဗျအခုတခါပကိုးတိုင်းဘက်မှာလေပောက်ခုံးမျိုးနဲ့အတွင်းစစ်ကြောင်းထိုးလာတဲ့အကြံဖတ်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ရမှာလေစစ်ကောင်စီတပ်သား၅ဦးကတော့အသီးသီးသေကုန်ကြပြန်ပြီလို့ PDF တရင်363 2ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တကိုပြောပါရယ်ဇူလိုင်လ10ရက်နေ့ကပဲပခောင်းမြို့နယ်မှာရှိတဲ့ကြံ့သေးဂျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြံဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်တွေကလက်ဦးမှုရယူပြီးလမ်းကနေကြားဖြတ်တိုက်ခိုက်ခဲ့တယ်ဆိုပါရယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်သား5ဦးကတော့ပြစ်ခတ်မှုတွေအတွင်မှာပဲအသီးသီးသွေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားတယ်လို့ဒီဘက်မှာလည်းလက်ရှိနိုင်ငံတော်မှာစစ်ရေးအရှိန်တွေမြင့်လာနေပြီဖြစ်တဲ့အတွက် စစ်ကောင်စီတပ်သားတွေအနေနဲ့အမြန်ဆုံးလက်နက်ချအလင်းဝင်ကြဖို့ PDF တရင်363ရက်2နှစ်ရတာဝန်ရှိသူတို့ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာလေပဲခူးတိုင်းပခေါင်းမြို့နယ်မှာအဂျန်ဖက်စစ်တပ်အတွက်စစ်သားတွေလိုက်လံစုဆောင်းနေတယ်ဂျိုဘင်ဝိုင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုပွားသည်ဆိုတဲ့သူပြစ်ခတ်ခံရပြီးတဲ့နောက် ထမှန်အစားထိုးဝင်ရောက်လာတဲ့အုပ်ချုပ်ရေးမှုဝင်းနိုင်ဆိုတဲ့သူပါထမှန်ပြစ်ခတ်ခံရပြီးသေသွားပြန်ပြီလို့363 1 PPDF တက်ရင်ရပြန်ကြားရေးတာဝန်ငယ်ကရင်ကုန်ခစ်တက်ကိုပြောပါတယ်ဇွန်လ10ရက်နေ့ဖြစ်တယ်မနေ့ကပဲပခေါမျိုးနယ်မှာပြစ်ခတ်ရှင်းလင်းခံရပြီးသေသွားတဲ့စစ်ကောင်စီကအုပ်ချုပ်ရေးမှုပွားသည့်နေရာမှာနောက်ထပ်အစားထိုးဝင်လာတဲ့အုပ်ချုပ်ရေးမှုဝင်းနိုင်ဆိုတဲ့သူကိုပါတော်လန်ရေးတက်တွေကရွှေကူဂျေးဝါနီမှာထပ်မံပြစ်ခတ်ရှင်းလင်းရမှာတော့ပွေချင်းပြီးကိုသေသွားပြန်ပြီလို့ဆိုပါတယ် အဲ့ဒီလိုထပ်မံရှင်းလင်းခံရတဲ့အုတ်ချုပ်ရေးမှုဝင်းနိုင်ဆိုတဲ့သူဟာလေအကြံပစစ်တဲ့အတွက်စစ်သားတစ်တွေလိုက်လံစူဆောင်းနေတဲ့သူဖြစ်တဲ့အပြင်ဘသူမှအုတ်ချုပ်ရေးမှုမလုပ်ရရင်ငါလုံမယ်ကွဆိုပြီးကြွေးကြော်ထားတဲ့သူဖြစ်တယ်လို့အခုတော့သေပြီလို့3631 PPDF တက်ရင်ရပြန်ကြားရေးတာဝန်ခံကပြောထားပါလိမ့်ခင်ဗျအခုတခါမကွေးတိုင်းဘက်မှာတော့ ပေါင်းမျိုးနဲ့တယောကိုင်းပြူစော့တီကျေးရွာမှာအကြံဖက်စစ်ကောင်စီတပ်နဲ့ပြူစော့တီတွေရဲ့နှိပ်စက်မှုတွေကိုမခံနိုင်တော့တဲ့ပြည်သူ၁၀ဦးဟာရွာထဲကနေထွက်ပြေးလာပြီးပြည်သူကာကွယ်ရေးအဖွဲ့တွေစီမှာခိုလုံခဲ့ကြတယ်လို့မြိုင်ပကပရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဇူလိုင်လ၉ရက်နေ့ကပဲပေါင်းမျိုးနဲ့မှာရှိတဲ့တယောကိုင်းပြူစော့တီကျေးရွာကကလေးငယ်တွေပါဝင်ပြည်သူ၁၀ဦးဟာရွာထဲမှာရှိတဲ့အကြံဖက်စစ်ကောင်စီတပ်နဲ့ပြူစော့တီတွေရဲ့နှိပ်စက်မှုတွေကိုမခံနိုင်တော့လို့ဆိုပြီး ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေစီမှာခိုလုံဖို့မရမကထွက်ပြေးလာခဲ့ကြတယ်ဆိုပါတယ်။လက်ရှိပေါ့မြုံနယ်ကဇီးပြားနဲ့တရော်ကိုင်းပြူစော့တီချေရွာတွေကိုမြိုင်ပကပနဲ့ပူပေါင်းတက်တွေကပပလဲမှာဝင့်ရံပိတ်ဆို့ဖြတ်တောက်ထားတဲ့အတွက်အဲ့ဒီပြူရွာတွေမှာစံစီစဘာမှဝယ်လို့မရတော့ပဲစနေရိတ်ခအကြီးကျယ်ပြက်လက်နေပြီ။သမင်းကိုတော့နတ်မှန်အောင်မစားရတော့တဲ့ဂျားတဲ့ရွာထဲကစကောင်းစီတပ်သားတွေနဲ့ပြူစော့တီတွေရဲ့နှိမ့်ဆက်မှုဒဏ်ကိုပါခံနေရတဲ့အတွက်နောက်ဆုံးမှာရွာထဲကခလင်းငယ်တွေအမျိုးသမီးတွေပါဝင်ပြည်သူ၁၀ဦးဟာ မရရအောင်ထွက်ပြေးလာခဲ့ကြတာဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောပြထားတယ်လို့မြိုင်ပကဖရဲ့တာဝန်ရှိသူတူကပြောထားပါတယ်။လက်ရှိမှာတော့အဲ့ဒီလိုပြုဆော့တီဂျေရွာတဲ့ကနေထွက်ပြေးလာပြီးပြည်သူကာကွယ်ရေးအဖွဲ့တွေစီမှာခိုလုံခဲ့တဲ့ပြည်သူစေဥကိုဒေါ်လာရေးတပ်ဖွဲ့တွေကစေဝါကူတာပေးတာတွေနဲ့အစားအစာတွေပါကောင်းကောင်းမွန်မွန်ကျွေးထားပြီးစောင့်ရှောက်ပေးထားတယ်လို့မြိုင်ပကဖရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျ။ဒီတစ်ခါဆက်ချင်တာကတော့ပြည်တွင်းမှာပုဂ္ဂလိကဘဏ်ကရက်တွေရဲ့နောက်ဆက်တွဲအနေနဲ့ရွှေနဲ့ဒေါ်လာဈေးတွေထိုးတက်လာနေပြီ အခောက်ရွှေတစ်ချက်သားကိုငွေကျပ်58သိန်းခွဲအထိဈေးနှုန်းမြင့်တက်သွားပြီဒေါ်လာဈေးဟာလည်းဒေါ်လာကိုငွေကျပ်4800အထိဈေးနှုန်းထိုးတက်သွားပြီလို့ရွှေလုံငန်းရှင်နဲ့ဒေါ်လာလက်ကြီးတိုင်တူကပြောပါတယ်ဆိုလိုက်လား10ရင်းဖြစ်တယ်မနစ်ကပဲနေပြီးတော့မှအချမ်းဖက်စကောင်စီကပုတ်လိကဘန်တွေကိုခေါ်ယူတွစ်ဆုံပြီးငွေကြေးတည်ငြိမ်ရေးအတွက်သူတို့နဲ့ပူးပေါင်းဖို့တွေစီးပွားရေးဈေးကွက်ကစားမှုနဲ့လဝက်ကြီးအုပ်မှုတွေကိုဥပဒေအရအေးအေးယူမဲ့ဆိုပြီးချိန်ချောက်တာတွေတစ်ဖက်မှာလည်း ဘဏ်တွေမှာငွေစားထုတ်ယူမှုတွေကိုကန့်သက်လိုက်တဲ့အတွက်အခြေအနေဆိုးဝါးလာတာတွေနဲ့ဘဏ်ကရက်တွေရိုက်ခတ်နေတဲ့အချိန်မှာပဲတစ်ဖက်မှာရွှေနဲ့ဒေါ်လာတွေကိုဝယ်တဲ့သူတွေဟာတော်တော်များလာပြီးဈေးနှုန်းတွေပြန်လဲမြင့်တက်လာနေတယ်လို့ဆိုပါတယ်လက်ရှိပြည်တွင်းမှာခေါက်ရွှေကြက်တန်းကိုငွေကျပ်58သိန်းခွဲအထိဈေးနှုန်းထိုးတက်သွားတဲ့အပြင်တစ်ဖက်ကဒေါ်လာဈေးဟာဆိုရင်လဲဒေါ်လာကိုငွေကျပ်4800အထိမြင့်တက်လာနေပြီလို့ရွှေလုံငန်းရှင်နဲ့ဒေါ်လာလက်ကြီးတိုင်တူကပြောထားကြပါတယ်ခင်ဗျဟုတ်ကဲ့ ဒါကတော့